ဲ့ဒီလုံနဲ့ပေလုံစာချုပ်ချုပ်လိုက်တာပေါ့ဗျာပေလုံစာချုပ်ချုပ်လဲချုပ်လဲချုပ်ပြီးတော့ရှမ်းစော်ဘွားတွေကပါတောင်းတယ်ကောင်းကင်ရောက်လာပြီတေချာနာတော့ခင်ဗျားတို့မသိသေးတာသိအောင်ရှမ်းစော်ဘွားတွေကပါတောင်းလဲဆိုတော့ဘူကျော်အောင်ဆန်းကိုပြောတာပေါ့ဘူကျော် तू ကလွတ်လပ်ရေးယူမှုကဖွဲ့စည်းပုံရှိမှလွတ်လပ်ရေးယူလို့ရမှာအဲ့ဒီမှာရှမ်းစော်ဘွားတွေကဘယ်နေ့ကနေမှတောင်းလဲဆိုတော့ကျွန်တော်တို့ ဒီ1949ခုခဏလာပိုင်း16ရက်နေ့မှာရှမ်းစော်ဘွားတွေကဘာပြောလဲဆိုဘိုးချုပ်ခမဖွဲ့စည်းပုံရေးလို့ရှိရင်เนาะကျုပ်တို့ကိုခွဲတော့ခွင့်မှာထည့်ရေးပေးအာဘိုးချုပ်ကအမျိုးလုံးပြီးမဆက်ပြူးတဲ့ဟာခမရကလည်းလွတ်လပ်ရေးတော့မရသေးဘူးခွဲတော့ဟိုကတောင်းနေပြီခွဲတော့တယ်ဆိုတာပြည်တော်စုအရေးကျုပ်ရဲ့ပါစင်တဲ့တကူရေးဆုံးဖြတ်ချက်မရဘူးเนาะ ကျွန်တော်ခေါ်ရခွင့်ပေးလို့မရဘူးလွတ်တော်ကြမှာခင်ဗျားတို့အလုံးဘုံဆုံးချက်ကြဘုံဆုံးဖက်ကြကျုပ်ခေါ်ရခွင့်ပေးလို့မရဘူးအလုံးကပင်လုံစာချုပ်ကသွေးစည်းကြောင်းကိုပြခြင်းလို့စာချုပ်ချုပ်ထားတာအဲ့တော့ဘိုးချုပ်ကကျုပ်ပေးလို့မရဘူးတော့ကျုပ်နဲ့လည်းဘာမှမဆိုင်ဘူးကျုပ်ကစာချုပ်ချုပ်စီစီလုံးဖြစ်စေဒီလိုစာချုပ်ချုပ်ထားတာခင်ဗျားတို့ကဖွဲ့စည်းပုံတော်မရရသေးဘူးခေါ်ရခွင့်ရတောင်းနေပြီအဲ့ဒါက9လပိုင်း16ရက်နေမှာရှမ်းစော်ဘွားတွေကတောင်းတာ နော်အဲ့ဒီအချိန်မှာတခြားဥစားဒီတခြားသူတွေတည်းရှိတယ်နော်တခြားသူတွေတည်းရှိတယ်နော်အဲ့မှာတောင်းဆိုတဲ့ရှမ်းစော်ဘွားကိုညောင်ရှိစော်ဘွားပြဆက်ရွှေတိုက်ကိုတိုင်တောင်းတာနော်ပေါ်တော့ကမပါလို့ရှိရင်တော့ပွဲစည်းပုံရဲ့နေရာမှာပါမှာမဟုတ်ဘူးဆိုပြီးချင်းချောက်တာပုံစံပေါ့နော်အဲ့တော့ဘိုးကျောင်းကအဲ့ကျောက်ကတော့လက်ခံလို့မရဘူးခင်ဗျားတို့ကိုကျုံမှတ်တမ်းအနေနဲ့ကျုံမှတ်ပေးတာမှာ20ရက်နေ့ကျအတီးပြုပေးမယ်ဟုတ်ပြီလားရှင်းတဲ့တယ်မလား1949 နော်ခေါင်းကူက48ခုနဲ့ခွန်းလာပိုင်း21ရက်နေဩ20ရက်နေမှာအတီးတူဝင်းမယ်ဒီနေ့16ရက်နေမှာစကားပြောတယ်20ရက်နေကြအတီးတူဝင်းမယ်ရှင်းနေပြီလားရပြီပေါ့အဲ့ဒီလိုနဲ့ဘူကျော်အောင်စန်းက16ရက်နေမှာအဲ့ဒီရှမ်းစော်ဘွားတွေကိုဖြေသိမ့်ပြီးတဲ့အခါကျတော့သူကနေပြီးတော့ဘူကျော်ကဘသူ့ကိုဘာပြောလဲဆိုတော့ဒီမှာတိုင်းသားရေးရနဲ့ပြည်နယ်ရေးရဆက်ကော်မတီ ဥပဒေအကြံပေးဘာမှမဟုတ်ဘူးနော်တိုင်းရင်းသားရေးရပြည်နယ်ရေးရစက်ကော်မတီဥပဒေအကြံပေးဝစ်လုံတော်ရဥမြင့်သိဆိုတဲ့သူကိုဗိုလ်ချုပ်အောင်ဆန်းဘာပြောလဲဆိုတော့ပြောတာ16ရက်နေ့မှာပြောတာမဟုတ်ဘူး18ရက်နေ့မှာပြောတာ16ရက်နေ့မှာစက်စော့ဘွားတွေကခွတ်တက်ခွတ်တောင်းတာစက်ခွနေအဲ့ခွတ်တက်ခွတ်ကို20ရက်နေ့မှာအတီးပြူရမယ်စက်ခွနေရက်နေ့မှာတော့ဗိုလ်ချုပ်အောင်ဆန်းကအဲ့ဒီဝစ်လုံတော်ရဥမြင့်သိကိုစကားဘာပြောလဲဆိုတော့ဥမြင့်သိ 20ရက်နေကြရင်ကျုပ်ခမားတို့အစီဝေးမတက်နိုင်ဘူးကျုပ်ကိုဘယင်ကန်ကခေါ်နေတယ်ခေါ်မှာပေါ့ဘယင်ကန်ကဟိုမှာဘလို့ဥစိုးကလက်လက်တွေထုတ်သွားပြီနော်ကြည်စံနေဘုံသီးတွေတလက်တွေပျောက်နေပြီအဲ့ဒီမှာဝကျောအောင်စံကိုဘယင်ကန်ခေါ်နေပြီအဲ့တော့ကျုပ်သွားစရာရှိတယ်ကိုမြင့်တေ20ရက်နေကြရင်ခမားတို့ခမားပြောနော်ကိုအောင်စံကဒီခွတ်တော်ကွင်းကို မဆွေးနွေးကြပါနဲ့ဆိုပြီးတော့ပြောတယ်ပြောဆိုပြီးဦးမြင့်သိန်းကိုဘိုးချုပ်အောင်ဆန်းတေချာမှာပွားဝိလုံတော်ရဦးမြင့်ပဲဒါပေမဲ့20ရက်နေမှာအတီးပြုတ်ရမှာ19ရက်နေမှာဘိုးချုပ်အောင်ဆန်းလောက်ကြံခံလိုက်ရ19ရက်နေမှာဘိုးချုပ်အောင်ဆန်းလောက်ကြံခံလိုက်ရပြီအဲ့တော့ဘိုးချုပ်အောင်ဆန်းလောက်ကြံခံရတာဘာဖြစ်လဲ20ရက်နေ19ရက်နေမှာလောက်ကြံတယ်20ရက်နေမှာစစောကခွတ်တော်ကိုဘိုးချုပ်ကအတီးပြုတ်ရမှာဆိုတော့ဘိုးချုပ်မရှိတော့ဘူးဆိုတော့ဝိ 鸟食多吧，蛇食在里边。了不，布，了不，布，那东西还是的啊？喏，那东西。鸟食多吧，蛇在蛇食在里边。六只那里捕上死的喏，喏，这叫生产喏。人家在这个的了，格罗乌他们阿贝金格罗乌素特产，这个格罗乌素没在乎没地方用喏。生产呀，我就是说，合作社没被里面鸟食多嘛，那他们那个六只来打啦，打野啥子都生产这些、啊。 တော့ဘိုးချုပ်ကအတီမပြုတ်ခဲ့ဘူးလေ20ရက်နေမှအတီပြုတ်ရမှာဒါပေမဲ့20ရက်နေမှမရှိတော့ဘူးဘိုးချုပ်ကလူလောကမှာမရှိတော့တဲ့ခါကျတော့ဆက်ရွှေသောရောင်ရွှေစော်ဘွားဆက်ရွှေတိုက်တို့ကနေပြီးတော့မရတော့ဘူးငါတို့ဘိုးချုပ်ကပြောပြီးသားအဲ့တော့ဖွဲ့စည်းပုံရေးခွက်ရက်ခွက်ထည့်ရမယ်အဲအဲ့ဒီလုံနဲ့1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှန်200တေ200နေ203 204 205တွေမှာခေါ်တော့ခွင့်နဲ့ပတ်သက်ပြီးတော့ပုံမှန်တွေပါလာပါလေကော ကဲဒါပေမဲ့40ခုမှခေါ်တော့ခွင့်ပါတယ်2008မှာခေါ်တော့ခွင့်မပေးဘူးဘာဖြစ်လို့2008မှာခေါ်တော့ခွင့်မပေးတာလဲဘိုးချုပ်အောက်စန်းတို့ကျွန်တော်ပေလုံစာချုပ်စာချုပ်ထဲကကိုလွတ်လပ်ရေးယူထဲကကိုကျွန်တော်တို့ကတွေးစည်းကြောင်းကိုစီစီလုံးလုံးနဲ့မိသားစုပုံစံသွားဖို့စာချုပ်ချုပ်ခဲ့တာပြီးတော့ဘိုးချုပ်အောက်စန်းကလည်းပဲခေါ်တော့ခွင့် ပေးခဲ့တာတခုမှမပြောခဲ့ဘူးဒါကြောင့်မလို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒီဖာစာပလခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုထည့်သွင်းရေးဆွဲခဲ့တာခွဲထွက်ခွင့်မရပါ59စာလုံးကလည်းပဲဒီဖဆပလခေါင်းဆောင်တွေပဲရေးခဲ့တာ49ကနော်အဲ့ဒီတော့ခင်ဗျားတို့တိုင်းရင်းသားတွေကိုပြောချင်တာကဘုကျောအောင်ဆန်းကလည်းခွဲထွက်ခွင့်မပေးခဲ့ဘူးလွတ်လပ်ရေးယူခဲ့တာကလည်းခွဲထွက်တစ်ချိန်ကျရင်ခွဲထွက်မယ်လို့ရေးခဲ့တာတခုမှမပါဘူးနော်ပင်လုံစာချုပ်ထဲမှာခွဲထွက်ခွင့်ပေးပါမယ်လို့ခွဲထွက်ခွင့်ရမယ်လို့တခုမှမပါဘူးဒါဆိုလို့ရှိရင်ခင်ဗျားတို့ဘာလို့ခွဲထွက်ဖို့ယူကြည်ပါလဲ မဖြစ်နိုင်တာတွေယူနေတယ်အခုခင်ဗျားတို့မနိုင်ဘူးမလားအခုတအောက်ပလောင်ဆိုလည်းနောက်ဆုတ်သွားပြီမိုးကွေတွေမိုးမိုးကွေတွေမိုးမိုးတွေပြန်ပေးရပြီဟုတ်တယ်မလားအဲ့တော့ဘာလုပ်မှလဲပြီးတော့ခင်ဗျားတို့တိုင်းရင်းသားတွေကတောင်းဆိုကြတာကပြီဖက်ဒရယ်တော်မဟုတ်ဘူးခင်ဗျားတို့ကွန်ဖက်ဒရေးရှင်းကိုတောင်းဆိုတာဒေါ်နယ်ထရန့်တော်ကွန်ဖက်ဒရေးရှင်းမပေးဘူးနော်ဒေါ်နယ်ထရန့်တော်ကွန်ဖက်ဒရေးရှင်းမပေးဘူးအမေရိကန်နိုင်ငံမှာကွန်ဖက်ဒရေးရှင်းနိုင်ငံအရင်တော့အဲ့ဒီမှာခွတ်ထွက်လို့ကုန်လို့ခွတ်ထွက်ကြလို့ စစ်တိုက်ပြီးတော့ကိုတိုက်ထုတ်ပြီးတကောလုံးစူးစီးပြီးတော့ Federation နိုင်ငံတပီတော်ကိုအခြေခံတဲ့ Federation နိုင်ငံကို Donald Trump အမေရိကန်နိုင်ငံကတိဆောက်ဖယ်လာ Donald Trump ကယူသွားပြောကြည့် Confederation လက်ခံလာလို့ယူတော်သွားအောင်ဘယ်နိုင်ငံမှ Confederation လက်မခံဘူးရှောက်ပြီးတိုင်းသားတွေကဂျေးတယ်ပြီး Confederation လိုချင်တာရှောက်ပြောဘယ်နိုင်ငံမှ Confederation မပေးဘူးအဲ့တော့ခွဲထွက်ခွင့်ဘယ်တော့မှရဖို့မစင်စားနဲ့ရှင်းပြီလား ခွဲသီးပေါ်တယ်မှာလဲခွဲတော့ကောမပေးဘူးဖသပလခေါင်းဆောင်တယ်လဲခွဲတော့ဖို့လက်မခံဘူးဘိုးကျော်ဆန်းကလဲခွဲထွက်ခွင့်ပေးပါမလို့မပြောခဲ့ဘူးပေလူစာကျိုးကလဲခွဲထွက်ခွင့်မပါဘူးစူစည်းချောင်းကိုပြကျင်တာဘယ်နေရာမှာကြည့်ကြည့်ခွဲထွက်ခွင့်မပါဘူးရှင်းပြီလားမင်းတို့တိုင်းရင်သားတွေစဉ်းစားကြည့်တမ်းပြီနိုင်ငံကိုခေါင်းနဲ့တိုက်ရင်ခေါင်းပဲကွဲလိမ့်မယ်နော်ဘာလို့မှလဲအကုန်လုံးကဟိုးဘိုးစင်ပေါက်ဆက်တွေကအကုန်တူတူနေလာပြီးသား သဘောကနေပဲဖြည့်ရှင်းကြပါနော်ဖြည့်ဖြည့်ချင်းတောင်းယူကြပါမင်းတို့တိုင်းသားတွေဘက်မှာပညာတတ်တွေအများကြီးဟိုချင်းလူမျိုးကြီး slide ဝင်ကျုံးနေရတို့လို့ပညာတတ်တွေအများကြီးအဲ့လိုပညာတတ်တွေဥဆောင်ပြီးတော့လောက်ပါတက်မတော်နဲ့လက်တွဲပြီးစကားတွေပြောကြပါတိုက်ပွဲတွေဘာလို့မဖော်ပါလဲဒိမ်မာရင်မင်းတို့အတွက်ကြီးပဲတက်မတော်ကပေး